အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ယူချင်းစရာကောင်းလောက်အောင်ပြည်စုံတဲ့အနာဂတ်ကားတစ်စီးရဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီကားကိုတော့ Japan Mobility Show 2025မှာတိုတာပြသသွားခဲ့တာပါဒီကားရဲ့ prototype ကို2022ခုနှစ်မှာတစ်ခါ ပြသသွားပြီးတော့ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ထုတ်လုပ်နိုင်မယ်လို့မထင်ထားကြပါဘူးအခုဆိုရင်တော့ထုတ်လုပ်ဖို့ပြီးပြည့်စုံတဲ့ concept ကားကိုပြသသွားပြီးတော့ဒီကားကတော့2029ခုနှစ်မှာ ထွက်ရှိလာမယ့် Toyota ရဲ့ Corolla အမျိုးအစားကားပဲဖြစ်ပါတယ် လက်ရှိတွေ့နေရတဲ့ကိုရာကားတွေရဲ့ဒီဇိုင်းကို ဖောက်ထွင်းပြီးတော့လုံးဝကွဲပြားခြားနားတဲ့အနာဂတ်ကားတစ်စီးကို အပြင်မှာပြသလိုက်တယ်လို့ခံစားရစီပါတယ်။အံ့ဩစရာကောင်းတာတစ်ခုရှိပါတယ်။ဒီကားက luxury ကားအမျိုးအစားမဟုတ်ပါဘူး။ပုံမှန်လူတန်းစားတွေအတွက် ထုတ်လုပ်ထားတဲ့လူကြိုက်အများဆုံးမျိုးဆက်ဖြစ်တဲ့ Toyota Corolla ရဲ့2029ခုနှစ်မှာထုတ်မယ့်ကားပါ။ ဒီကားရဲ့ပြီးပြည့်စုံမှုကိုတော့ luxury ကားပိုင်ရှင်တွေကငေးမောရစီမှာပါဒီကားကိုကြည့်လိုက်တာနဲ့ super car တစ်စီးလို့ထင်မှတ်မှားသွားနိုင်ပါတယ်ဈေးနှုန်းအနေနဲ့လည်းရခင်ရောင်းချနေကြ Toyota Corolla မျိုးဆက်တွေရဲ့ပုံမှန်ဈေးနှုန်းအတိုင်းပဲဒေါ်လာ2500ဝန်းကျင်မြန်မာငွေ3000လောက်ပဲရှိမှာပါ ဒီကားကိုပုံမှန်ကားစီးသူတိုင်းဝယ်ယူနိုင်မှာဖြစ်လို့လူတိုင်းရဲ့အိမ်မက်ဟာလက်တွေ့ဘဝတွေကိုရောက်ရှိလာပြီလို့ဆိုနိုင်ပါတယ်။ဒီတော့ဒီကားမှာဘာတွေများထူးထူးခြားခြားစံပြနေမလဲဆိုတာကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုစေချင်ပါတယ်။ပထမဆုံးအနေနဲ့ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘယ်လိုစွမ်းရင်စနစ်ကိုရွေးရမလဲဆိုတဲ့ဒုက္ခကကားဝယ်ယူသူတိုင်းကြုံတွေ့နေရတဲ့ပြဿနာပါ။ ဒက်စီကားကဈေးရှုပ်ပေးမဲ့လောင်စာဆီဈေးတွေတစ်ကဘာလုံးမှာတက်နေပြန်ဟိုက်ဒရိုဂျင်ဓာတ်ဝေးကများစွာတက်တာပေမဲ့ကားဝယ်ယူရတဲ့ဈေးကကြီးနေပြန်တယ်လက်စစ်ကားကခင့်မိပေမဲ့အာသွင်းတဲ့စတေရှင်ရှားပါခြင်းကိစ္စကတလုံးပါပဲဒီလိုအချိန်မှာတိုတာကပြောလိုက်ပါတယ်မရွေးပါနဲ့အားလုံးကိုငါစီမှာယူလိုက်ပါတယ်ဒီထိုရိုတာကိုရိုလာကားကို ICE အနေနဲ့လိုချင်သလား hybrid အနေနဲ့လိုချင်ပါသလား hybrid plug-in အနေနဲ့အသုံးပြုခြင်းပါလားဒါမှမဟုတ် EV လက်စစ်ကားအဖြစ်စီးခြင်းပါလားကြိုက်တဲ့ရွေးချယ်မှုကိုဝယ်ယူသူက စိတ်ကြိုက်ရွေးလို့ရနိုင်မှာဖြစ်ပါတယ်။ရခင်ကပြောခဲ့သလိုပဲတူတာကလမ်းကြောင်းတစ်ခုတည်းကိုပဲဘယ်တော့မှဥတီချက် မထားပါဘူး။မာတီဖတ်ဝေးကိုပဲအမြဲစဉ်းစားနေတယ်ဆိုတာဒီကသက်သေပါ။မာတီဖတ်ဝေးဆိုတာက တကဘာလုံးကစွိုင်းအင်လိုအပ်ချက်တွေမတူညီတဲ့အတွက်လူတိုင်းအတွက်တင့်လို့တဲ့စွိုင်းအင် စနစ်ကိုရွေးချယ်ခွင့်ပေးတဲ့မဟာဗျူဟာပါပဲ။ နေရာဒေတာအလိုက်လိုအပ်ချက်အလိုက်ပြည့်ပြည့်စုံမှုကိုတိုးတာကပေးလိုက်တာပါဒီလှုပ်ဆောင်မှုဟာကဘာပေါ်မှာဘယ်ကားကုမ္ပဏီမှာလှုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်စွမ်းဆောင်မှုအပိုင်းအနေနဲ့လဲ1.5လီတာအင်ဂျင်ကိုအ သုံးပြုထားပေမဲ့မြင်းကောင်ရေ 180AB ထားဖို့အထိစွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီးတော့ပုံမှန်2.0ကားတွေရဲ့စွမ်းရည်နဲ့ညီမျှရလို့ပြောပါတယ်။ American ကအသုံးပြုသူတွေအတွက်တော့ GR Corolla ကို2.0 engine နဲ့ထုတ်ပေးဖို့ရည်ရွယ်ထားပြီးတော့မြင်းကောင်ရေ 400AB အထိရရှိစေမှာပါ။ Hybrid Upgrade Version ဖြစ်ပြီးတော့လက်စစ်နဲ့ပဲမိုင်60အထိမောင်းနေနိုင်အောင်လှုပ်ဆောင်ပေးထားတယ်။လက်စစ်အသွင်းပေါက်နဲ့အားပြန်သွင်း ်နိုင်တာတွေလည်းပါလာဖို့ရှိနေပါတယ်။ဒုတိယအနေနဲ့ကားရဲ့အပြင်ဒီဇိုင်းဘိုင်းကိုကြည့်လိုက်ရင် ကားအရှိဘိုင်းက Hammerhead ပုံစံဒီဇိုင်းလုပ်ထားပြီးတော့ပြည့်ပြည့်တဲ့အချိုးအကွေ့တွေနဲ့ရိုးရှင်းပြီးတော့ခေတ်ဆန်ပါတယ်။ဒီဒီဇိုင်းကိုတီချိတ်ပုံစံ LED မီးတမ်းနဲ့ရှေ့ရှဲတစ်ခုလုံးကို ပြေးထားလို့အမြင်ဆန်းစေပါတယ်။ရှေ့ပိုင်းဘေးတကားမှန်တွေကိုလည်းစောင်းပေးထားပြီးတော့ ကားရဲ့အနောက်ပိုင်းဟာမတိမတာပိုကျဲအောင်လှုပ်ဆောင်ထားခြင်းဟာ SUV လိုလို Sedan လိုလိုဒီဇိုင်းနှမျိုးကိုရောဆက်ထားတဲ့အနာဂတ်ကားပုံစံပဲဖြစ်ပါတယ်။ခေါင်းပိုင်းကိုပိုနှိမ့်အောင်လှုပ်ထားပြီးတော့အနောက်ဘက်ကို Aerodynamic အရှူနဲ့သွားထားလို့လေခွဲအားကိုတည်တည်တသာကောင်းစေပြီးတော့အနောက်ဘက်ကိုလည်း Dutch Spoiler ကိုစုစုလေးနဲ့သေးထားပါတယ်။ပြီးတော့ ဘန်ကားကိုလည်းသေးနိုင်သမျှတေးအောင်လှုပ်ထားပြန်တော့ကားရဲ့နောက်ပိုင်းကကားနေတယ်လို့ထင်ရပြီးတော့အချိုးစားကျနေပြန်ပါတယ် LED မီတန်းကြီးကအနောက်ပိုင်းတစ်ခုလုံးပြည့်အောင်ထည့်ထားလိုက်တော့ကားရဲ့နောက်ပိုင်းကောက်ချောင်းကိုထင်ဟပ်နေတဲ့အောင်ပါပဲ main ကလေးတွေနဲ့နှိုင်းရှင်ပြောရရင်တော့နောက်ပိုင်းကားနေတယ်လို့ဆိုရမှာပါ တတိယအနေနဲ့အတွင်းပိုင်းကိုကြည့်လိုက်ပြန်တော့အရင်လိုထိုးထိုးထောင်ထောင် hardware 2တွေကိုမတွေ့ရသလောက်ဖြစ်နေပါပြီ ဒီနေရာမှာအတောင်နှစ်ဖက်နဲ့ test ban နဲ့ခလုတ်လေးတွေကိုအစားထိုးပေးတာချင်းအားအသုံးပြုသူတွေကိုမြန်မြန်စင်စင်ပဲအကျွမ်းတဝင် ဖြစ်စေနိုင်ပြန်ပါတယ်။ Power Siren ကလည်း super car design နဲ့ multimedia key တွေကို test pad တွေအနေနဲ့အသုံးပြုထားခြင်းအားအမြင့်ဆန်းနေပြန်ပါတယ်။ Floating ဖြစ်နေတဲ့12.3လက်မှာ digital instrument screen, personal seat မှာ infotainment system တို့နဲ့ပြည့်စုံမှုကိုအားပြည့်ထားပြီးတော့ wallet, Apple Play, Android Oreo တို့အပြင် JB ရဲ့အတန်းစနစ် floating ဖြစ်နေတဲ့ gear control center တို့ဟာသိပ်ပံစကားရီတွေကဘာကာတယင်တီကို မောင်းနှင်နေရသလိုခံစားရစီမှာပါစတိုဒါအချက်အနေနဲ့ Panasonic Sunroof Lighting System ကိုတကားလုံးအသုံးပြုထားပြီးတော့အရန်ကို တက်တောက်တသာဖြစ်တဲ့ software ထိုင်ကုန်တွေနဲ့ခေတ်ဆန်ပြီးတော့တည်တဲ့ဈာနာမှုအတွင်းပိုင်းတစ်ခုလုံးကို မျက်စိနောက်ဆရာမရှိလောက်အောင်ရှင်းလင်းပြီးတော့စမ်းသစ်မှုတွေကိုပေးစွမ်းနိုင်ပြန်ပါတယ် အကောင်းဆုံးဆိုတဲ့ raw material ကိုအသုံးပြုတိဆောက်ထားခြင်းဟာအသုံးပြုသူတွေကို စိတ်မပြတ်စေပဲအားရဂျီနက်စီယာဒိုတာရဲ့ဝယ်ယူသူတွေကိုပေးတဲ့အကောင်းဆုံးဝန်ဆောင်မှုပါပဲပြီးရင်တော့ Toyota Safety Sun 450ပါဝင်လို့အလိုအလျောက် brake စနစ်တွေတတိပေးစနစ်တွေတခြား braking လုံခြုံရေးစနစ်များစွာလည်းထည့်ထားပါသေးတယ် အနည်းချုပ်ပြောရရင်တော့ဒီကားရဲ့ပါဝင်မှုတစ်ခုချင်းစီတိုင်းကအသုံးပြုသူတွေအတွက်ပြီးပြည့်စုံမှုတတောင်တတာပြည့်စုံမှုနဲ့လုံခြုံစိတ်ချရမှုတွေအတွက်အဓိကအသားပေးထားပြီးတော့ Toyota ရဲ့ Corolla မျိုးဆက်ကိုဆက်လက်ထိန်းသိမ်းထားစေပါ ခင်မီစမ်းသစ်မြန်ဆန်စိတ်ချလုံးကြုံတက်တာဆိုတဲ့စကလုံးတွေအားလုံးနဲ့ကိုက်ညီတဲ့ကားကိုရှာပေးပါဆိုရင်တော့ဒီကားဟာအသင့်လော်ဆုံးအပြည့်စုံဆုံးပဲလို့ကျွန်တော်ကတော့ထင်မိပါတယ်ဒီစည်းနဲ့ဒီလိုပြည့်စုံတဲ့ကားလူချင်းမင်းတို့နောက်ထပ်ကားတစီးတွေ့ရဖို့လွယ်ကူပါမလားလူချင်းမင်းတို့ရဲ့အမြင်လေးတွေကိုသုံးသက်ချက်လေးတွေကိုမျှဝေပေးစေချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ